အပြောဆိုခံလိုက်ရပြီးဘာမှပြန်မပြောခြင်းဟာလူကြီးဆန်ခြင်းတစ်မျိုးပါအစော်ကားခံလိုက်ရပြီးဘာမှပြန်မပြောခြင်းဟာ ခွင့်လွှတ်ခြင်းတစ်မျိုးပါအထင်လွဲခံလိုက်ရပြီးဘာမှပြန်မပြောခြင်းဟာတဘောရာကြည့်ခြင်းတစ်မျိုးပါအဖြစ်အပျက်အမှန်ဆိုတာအချိန်ကစကားပြောသွားပါလိမ့်မယ်စိတ်ထိခိုက်သွားပြီးဘာမှပြန်မပြောခြင်းဟာစိတ်ရင်ကောင်းခြင်းတစ်မျိုးပါမြစ်တာရဲ့အေးအနှွေးဟာ အချိန်ကသာတတ်တည်ပြသွားပါလိမ့်မယ်။ဘာကိစ္စအတွက်ပဲဖြစ်ဖြစ်စိတ်လောပြီးမငြင်းဆိုပါနဲ့။ဘာအကြောင်းအရာကိုမှစိတ်လောပြီးမရှင်းပြပါနဲ့။နားလဲပြီးသားသူအတွက်ရှင်းပြဖို့မလိုအပ်သလိုနားမလဲခြင်းတဲ့သူအတွက်ရှင်းပြလဲအဖို့ဖြစ်နေတတ်တယ်။စကားပြောတတ်ဖို့နှစ်နှစ်ပဲသင်လဲရပြီမယ်။ပါစပ်ပိတ်တတ်ဖို့တတတာစူးစမ်းကြရမယ်။ လောကနိယမှာအရာ အနစ်နာခံတဲ့လူဟာနောက်ဆုံးမှတကယ်မနစ်နာသလိုငင်းခုန်မှုမှာအရှုံးပေးတဲ့သူဟာလည်းနောက်ဆုံးမှတကယ်မရှုံးပါဘူးခွလို့ပေးသူကမျက်ပီးသားပါ